အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ Horror Story by KD Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့စိတ်ဝင်စားဖွယ်ဝတ္ထုတွေများကိုအစမပြတ်တင်ဆက်ပေးနေတဲ့ခွန်တာပဲဖြစ်ပါတယ်ယခုတခါတင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့စာရေးဆရာအေကံမင်းရဲ့ပါဇက်တရားမီလို့တကြံပွဲတော်ကြီးလည်းပြီးသွားခဲ့ပြီတကြံတော်လပက်လာဝေကြတော့တင့်နိုင်တင်ငယ်ချင်းများလည်းလူဖို့လဲပြီးပြီး နောက်နေ့ရန်ကုန်ရောပြန်ကြပြီဖြစ်တယ်။ရန်ကုန်မှာတယုံနယ်လုပ်ငန်းအတူတူအခန်းတူတူနဲ့တငယ်ချင်းများလည်းဖြစ်တယ်။တပီတန်းရွာသားတင့်နိုင်ကဒီနေ့သူ့မိသားစုများတချမ်းမှအလူလုတ်ပြီးသူတို့ကိုပါရဟန်းခံပေးမယ်။ရန်ကုန်မှာရဟန်းခံလို့သူရှိကအတူလက်ခင်ရန်ပြောတာကြောင့်ရန်ကုန်မှာမလဲမပတ်ချင်ကြတော့ရန်ကုန်သားတငယ်ချင်းများကတင့်နိုင်တို့ရွာကိုအလဲလိုက်ခဲ့ကြတယ်။တပီတန်းရွာကိုလိုက်လာကြသူများကတော့ ဝမ်းစင်မျိုးနိုင်အောင်ဝင်ကံမြင်ကြည်တန်းလှက်လှအေးမှုနဲ့ခင်မဆွေလိုဖြစ်တယ်။အောင်ဝင်တို့အိမ်မှာမီနီဘတ်လေးတစ်စီးရှိတာကြောင့်စီကိုဝမ်းခင်ပြီးကားကိုတပီတန်းရွာကိုယူလာခဲ့ကြတယ်။ရွာမှာငားရနေတယ်။မျိုးနိုင်အောင်ဝင်ကံမြင်တင့်နိုင်တို့ကတဒနာပေါင်ကိုဝင်ခဲ့ကြတယ်။ခွင့်အပေါ်မရတာကြောင့်တောင်းရတာဝတ်ပြီးလူဝလဲခဲ့ကြရတယ်။ရွာမှာတ냐အိပ်ပြီးနောက်နေ့မနေ့ရန်ကုန်တို့ပြန်ကြရမယ်။နောက်နေ့ရုံမြန်တက်ကြရမည်ဖြစ်တယ်။ အောင်းဝင်းအညီမအေးမူကတော့အကိုရဟန်းခံပြီဆိုတာကြောင့်လက်ခံပြီဆိုတာသူ့ဤတငယ်ချင်းလှလှနဲ့ခင်မာထွေးတို့ကပါအပါခေါ်ခဲ့တယ်။ဒါကြောင့်ယောက်ျားလေး6ယောက်နဲ့မိန်းကလေး3ယောက်တို့တခါမှမရောက်ဘူးတော့တင့်နယ်တို့တပြည်တမ်းရွာကိုလိုက်လာခဲ့ကြတယ်။ရွာလုံးကျွွှေမွေတော့ရဟန်းခံရှင်မြွေပွဲကြီးကိုတခါမှမကြုံဘူးဆိုတာပြောနေကြတယ်။ရွာ3-4ရွာကိုရောက်အောင်စီတန်းလှည့်လည်နေတော့ရှင်လောင်းလေပွဲမှာကွန်းတော်ကန်ပန်းတော်ကန်တော့မိန်းကလေးအုပ်စုတွေတွင် ရန်ကုန်သူလှက်လာအေးမှုနဲ့ခမထွေးတို့တောင်းရောင်ရွာသားတွေဝိုင်းကြီးရလာအောင်လှပလွန်နေတယ်။အိတ်ခံပွဲရမှာဝတ်တနီချင်းနဲ့အိတ်ခံကျွေးမွေးတယ်။မျိုးနိုင်အောင်ဝင်းကံမြင့်တင့်နိုင်တို့ကရဟန်းပေါင်ဝင်ရောက်သွားတဲ့အချိန်ဝင်းစိန်နဲ့ကြည်တန်းလှက်လာအေးမှုခမထွေးတို့ကရွာသားချမ်းမှာရေကစားနေကြတယ်။ရွာရဲ့လမ်းစုံလမ်းဝများမှာကျွေးမွေးသောစတူဒီယိုများရှိရာရေကစားရင်လိုက်စားနေကြတယ်။မော်လုံးကြီးပေါ်တာကိုသမင်းစိန်တကြံသမင်းဆက်တဲ့ပြေ မန်တက်တစ်ခုပြီးတစ်ခုလိုက်စားနေကြတယ်။နှစ်ဆန်းတည့်ရနေ့တက်ကြီးပူဇော်ပွဲမှာလည်းတအားတည့်ရဝင်လူပြီးဘိုးဘွားများကိုဝင်ကတော့ကြသေးတယ်။ထို့နေ့ညနေပိုင်းမှာတင့်နိုင်တို့လေးရောလူဝလဲကြတယ်။နောက်နေ့ရောက်တော့မနေ့စောစောရန်ကုန်ပြန်ကြရင်ရွာမှာကြံခဲ့ကြတော့မိတ္တဆွေတို့များကိုနှုတ်ဆက်ကြတယ်။ရှစ်နိုင်ခင်ရွာမှာထွက်လာခဲ့ကြတယ်။လမ်းကကားနစီမရှောင်တာကဝံကြောက်လန့်ဖြစ်တယ်။တောမန်ခံရှိတယ်။ထို့တောမန်ခံရှိတော့လမ်းဆုံးမှာ ရန်ကုန်မန္တလေးလမ်းဟောင်းကိုရောက်တယ်။ကဝန်ကျောက်လန်တဝက်ခန့်အရောက်မှာရှစ်ကလာနေတဲ့ထော်လာကြီးကဘင်းပေါက်သွားတာကြောင့်ဘင်းဖြုတ်တက်နေတဲ့ဖြစ်ခဏရက်ပြီးစောင့်နေလိုက်တယ်။ဟဲ့အောင်အောင်ဝင်ငါအောက်စီမီအပေါ်သွားအောင်မယ်။ငါလဲလိုက်မယ်။တူလိုက်မယ်ငါလိုက်မယ်နဲ့ယောက်ျားလေးအားလုံးကောက်အောင်ရောက်သွားတော့တယ်။လမ်းဘေးမှာလူနှစ်ဖက်နှီးပါကုတ်ကုတ်ပင်ကြီးတစ်ပင်နဲ့ဈေးချိန်မှာတုံးလေးပင်ပေါက်ချောင်နေတယ်။ မျောင်းနိုင်ဝင်းစင်ကြည်တန်းတို့ကကိုကိုပင်ကြီးနောက်ကိုပြေးသွားပြီးအပေါ်တော်မြအပြုတ်တင့်နိုင်ကဟဲ့ကောင်လေးဒီကိုပြန်လာခဲ့ဘာဖြစ်လို့လဲကွာလာပါဒီဘက်အပင်နဲ့ခြုံနေပေးမှာပေါ့အဲ့ဒီကိုကိုပင်ကြီးနာတော့မပေါ့နဲ့ဟာအပင်ကြီးတော့လုံးလုံးချုံချုံရှိတာပေါ့ကွာအဲ့ဒီပင်မှာတရေရှိတယ်တို့ရကလူတွေတော့အဲ့ဒီပင်ကိုရှောင်ကြတယ်ကွာမင်းရန်ကုန်ရောက်တာပဲလင်းကားနဲ့ရှိနေပြီကွာတရေရှိလားမရှိလားမင်းဘယ်လိုသိတော့ ။တရေဆိုတာသူတို့မကြွမလွတ်တမျာသူတို့နေတဲ့အပြင်မှာဆွဆွမြင်းမြင်းနေတာကွာ။ကျွတ်တော်လောက်ပါပြီကွာ။ဟေးယောကျွတ်တာမကျွတ်တာအပါသား။ရှောင်းတာကောင်းတာပေါ့ကွာ။တရေတွေကသူတို့နေတဲ့အပြင်မှာအပေါ်လာဆုံးကြိုက်တာမဟုတ်ဘူးကွာ။ဟွန်းဒီပြမတရေကြီးရှိတယ်ဆိုရင်တို့ကနဲ့ခေါ်သွားမယ်ကွာရန်ကုန်ရောက်မှအပင်တပင်မှနေခိုင်းလိုက်မယ်ဟာဟဲ့အောင်ကံမြက်ဖိုင်လျှောက်တော့နေရတယ်အဲ့ဒီတော့မပြောကောင်းဘူးကွာမင်းတို့ပဲတရေရှိတယ်မရှိဘူးညင်းနေကြလား အမြင်ကလို့တရားကြီးဒီဘက်မှာရှိရင်ကားနဲ့ခေါ်သွားမယ်လို့ပြောတာတကယ်ကိုခေါ်သွားအောင်ပါဟာဒီကောင်ပတ်သက်တင်းရလိုက်တာကေကေကေစကားများမနေကြနဲ့တော့ဟိုရှိရဘိမ့်တက်ပြီးတော့လမ်းဘေးချပိနေပြီကားပေါ်တကြတော့အော်လုံးကားပေါ်ရောက်တာနဲ့ကားကိုဆက်ပြီးမောင်းထွက်ခဲ့ကြတယ်မကြခင်ရန်ကုန်မန္တလေးလမ်းအပေါ်ရောက်လာခဲ့တယ်လမ်းအောင်အတိုင်းရန်ကုန်ဘက်သို့မောင်းလာခဲ့ကြတယ်ကားပေါ်မှာကြည်တန်းကနောက်ဆုံးတန်းမှာထိုင်ပြီးဂီတာတီးတယ် ကံမြင့်နဲ့မျိုးနိုင်တို့ကတချင်းဆိုကြတယ်မိန်းကလေးများကရှိပိုင်းရှိခုံနားမှာထိုင်ကြတယ်အောင်မင်းကကားမောင်းတယ်ဂျီတာရှိမြို့လွန်တော်ကားကဘာကြောင့်မှမသိစက်တမမှဖြစ်ကထိုးရက်သွားတယ်အောင်ဝင်းကကားဆက်အကြောင်းအနှဲငယ်နားလေတာကြောင့်စက်ကိုခဏအေးခံပြီးဟိုနားကျင်နိုင်လှုပ်တယ်ကားကဘာမှဖြစ်တာမဟုတ်ဘူးနှုတ်ကြည့်အောင်မယ်ဆက်နှုတ်လိုက်တာနဲ့ချက်ချင်းနှိုးထွားလာကြောင်းရှေ့ကိုဆက်ပြီးမောင်းလာခဲ့ကြတယ်တောင်ကူမြို့ဝန်ကန်ကြီးရောက်တော့ကားကဆက်ဖို့တလို့နဲ့ ကားပေါ်မှာအပုံနဲ့ကစိုးစိုးဝါးနန်းလာတယ်။ဟာနန်းလိုက်တာကွာ။ခွေးဒီကောင်ပုတ်ကြည့်ပါလာတဲ့ကောင်နန်းနေတာပဲ။ဟိတ်ကောင်ကမြင်မင်းပစ္စတရန်လိုလိုက်လာလာတာမသိဘူး။မဖြစ်နိုင်ပါဘူးကွာ။ငါအပြောင်းပြပြောလိုက်တာပါ။ကဲကဲမှန်နေဖွင့်လိုက်ကြကွာ။ဟေ့အောင်အောင်းဝင်။အေးအောင်ခဏပိတ်တာ။ငါတို့မှန်နေချလိုက်မယ်။ဟုတ်တယ်တော်တော်နန်းနေကွာ။ ငါရှည်ဆုံးမှာကမ်းမောင်းနေရစီတော့အပုံနံကစူးစူးဝါလျှောက်လာတာတော်တော်နန်းနဲ့အပုံနံပဲအကူအောင်ဝင်းတငယ်ချင်းတွေဘာလို့လှုပ်ခဲ့ကြရလဲအပုံနံနန်းနေတာဘာလို့တဲလာရလဲငါပြိနဲ့လည်းမဟုတ်ပါဘူးဟဲ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 အေးမကားပေါ်တော့အံမချနဲ့ငါပြိနဲ့မဟုတ်ဘူးဟေးတရေနဲ့တရေနဲ့ဟူကောင်ကမ်းမြေကုတ်ကွယ်မှာတရေရှိတာမယုံဆိုပြီးတရေရှိတာမှရန်ကုန်လိုက်ခဲ့ဆိုပြီးဘယ်ဆက်တရမ်းခဲ့တာဒါကြောင့်ငါစိတ်တင်တရေပါလာလာဖြစ်မယ် ဟင်တကယ်ပြောရလားဟဲ့ငါနင်တို့ညားမလားဒီကောင်တားနေရဲ့ကြားကိုခေါ်ပြအောင်ခေါ်ခဲ့တာဟဲ့ကောင်ခမ်းမြေဘယ်လိုလုပ်မလဲမင်းအိမ်ကိုခေါ်တော့မလားဟာအောင်ဝင်မင်းမစက်ချင်းနဲ့ရှောက်ပြောမနေနဲ့မင်းတို့ပြောတယ်လို့မဟုတ်ပါဘူးကွာကားပေါ်မှာကြွက်တကောင်တေးလို့ပုတ်ပြီးနန်းနေရလားမှမသိတာဝိုင်းမရှာကြပါလားဘာကြောင့်မှမသိဘူးနေနုံငါ့ကိုခေါ်လာပြီးတော့မခေါ်ဘူးလို့နေတယ် နင်တို့ခေါ်လို့ငါလိုက်လာတာကားပေါ်မှာညင်ပြီးထိုင်းနေတဲ့အေးမှုထမ်းမှာအသက်ကြီးကြီးအတန်ကြီးထွက်လာတဲ့အတန်ကိုအားလုံးကြားလိုက်ရတယ်ဟင်အေးမှုဘာဖြစ်တာလဲငါအေးမှုမဟုတ်ဘူးသူခေါ်လို့ငါလိုက်လာလားနင်တို့နဲ့ငါလိုက်ခဲ့မယ်ဟာဒီကောင်တော့ပြောင်းပြီးပြောလိုက်တာတကယ်ခေါ်တာမဟုတ်ဘူးကားပေါ်ကဆင်းပြီးပြန်မှာ မပြန်ဘူးမပြန်ဘူးလိုက်ချင်လဲကောက်အောင်စင်ပြီးလိုက်ပြကျုပ်ခေါ်တော့မဟုတ်ဘူးဒါကျုပ်ကကျုပ်ခမရောက်တင်မတော်နိုင်ဘူးကျုပ်ကားပေါ်ကဆင်းဘာပြောနေအေးမူထမဝင်ရောက်ပုကက်နေတော့တေးရဲမက အောင်ဝင်းကိုလက်ဆက်ပြီးလက်ညှိုးထိုးလိုက်စင် အောင်ဝင်းနောက်လေပြောနေရမှာကားစီရတိုင်းဘင်းခွေပေါ်ခေါင်းနဲ့ပြစ်ဆောင်သွားတယ်တေးရဲမဝင်းမှုကလေးကကားကိုရက်ထားလိုက်တာကြောင့်ကားမောင်းမိပြီးမှလွတ်သွားတယ် မာအခုမာငါပါလိုက်မယ်အောင်းဝင်လဲလုံမဝင်ဘူးနေတော့တည့်ရမနဲ့စကားပြန်ပြောမနေတော့ပဲကားကိုဆက်ပြီးမောင်းလာခဲ့တယ်တောင်ကမြို့မဝင်ခင်ရွာလေးတရာကိုမြင်လိုက်တယ်လို့ဖုံးเจ้าကိုလည်းကားလမ်းအနည်းမှာတွေ့လိုက်တယ်အောင်းဝင်ကားကိုဖုံးเจ้าနဲ့ဝင်တော့လမ်းကိုခေါင်းလိုက်လိုက်တယ်မမောင်းနဲ့မဝင်နဲ့မဝင်နဲ့အောင်းဝင်ကကျောင်းဝင်းထဲထိကားကိုမောင်းဝင်ပြီးဆက်တက်လိုက်တယ် ကိုရင်လေးနှစ်ပါးကာနာရောက်လာတယ်။ကိုရင်လေးဆရာတော်ရှိလားဘယ်เจ้าမှာလဲဆရာတော်အခုပဲဆွန်းစားပြီးတော့เจ้าမှာတက်သွားပြီ။အဲ့ဒီเจ้าကြီးပေါ်မှာဆရာတော်ရှိတယ်။ကဲကဲကဲအားလုံးစင်မယ်ဆရာတော်ဝင်ခုကြမယ်ဟဲ့မစင်ဘူးမတော်ဘူးလာအခုစင်ခဲ့ဆရာတော်ဝင်ဖူးရမယ်ကားတန်ချလာကြောင်းဆရာတော်ကเจ้าအောင်ဆင်းလာခဲ့တယ် မျိုးနိုင်ကဆရာတော်ကိုမြင်လိုက်တာကြောင့်ချောင်းလေကားထဲမှာရက်နေတော့ဆရာတော်အားတွားလျှောက်တင်လိုက်တယ်။ဆရာတော်ကကားနားရောက်လာပြီးကားပေါ်မှာမစင်မဲပိကက်ကက်လုံနေတော့အေးမှုအားဝင်ရောက်ပုတ်ကက်နေတဲ့ဒီယေမာကိုကျောင်းပေါ်လာရန်ခေါ်လိုက်တော့တယ်။ဆရာတော်ခေါ်တဲ့အတွက်အေးမှုလည်းတုံတုံကြီးကြီးနဲ့ဆင်းလာခဲ့တယ်။ဆရာတော်ကကျောင်းပေါ်ကိုရှေ့မှကြွပြီးတက်တော်တဲ့ဖြစ်ဆရာတော်နောက်မှာအေးမှုကိုထားပြီးနောက်မှာအလုံးလိုက်လာခဲ့ကြတယ်။ဆရာတော်ကစတိပေါ်ထိုင်လိုက်တာနဲ့ အေးမှမလွယ်ရင်အားလုံးဖះနဲ့ဆရာတော်အားရှ िख ိုလိုက်ကြတယ်။ကဲမင်းကလေးခဏကောင်မှပုကက်လိုက်ပါတာဝိညာဉ်တစေ။ဘာအကြောင်းကိစ္စရှိလဲ။ဘုံကြီးကိုရှောက်ဆန်းသူတို့တွေကတယောက်ကသူတို့ကနဲ့လိုက်ခဲ့လို့ပြောတာကြာလိုက်လာခဲ့တာပါ။သူတို့ပြောတဲ့အချိန်တင့်ကိုပြောတဲ့တငယ်ကတင့်ကိုမြင်လား။မမြင်ပါဘူး။တရေတီတရေမလို့ခွဲခြားပြီးခေါ်ခဲ့လား။ ဲ့လိုလဲမခေါ်ဘူးဒါဆိုဘလို့ခေါ်လဲဒီတစ်ပမာရှိတဲ့တရေကြီးရှိရင်ရန်ကုန်ကိုခေါ်တော့မယ်လို့နှစ်ကြိမ်တောင် ပြောတာပါတင်နာကြလွဲ့လို့ဖြစ်မယ်သူတို့ခေါ်တာတရေကြီးလို့ခေါ်တာတရေမလို့ခေါ်တာမဟုတ်ဘူးအဲ့ဒီပမာရှိကရှိကြတဲ့တရေကြီးကျွတ်လွသွားတာကြောင့်လွတ်နေတဲ့နေရာမှာကျမကဝဲနေတာသူတို့တီလာကအရင်က ရှိကြတဲ့တရေကြီးကိုရှိရင်လိုက်ခဲ့လို့ပြောတာတင့်ကိုပြောတာမှမဟုတ်ပဲ ်တင်လိုက်လို့မဖြစ်ဘူးလာတဲ့နေရာကိုပြန်ပါပြန်လို့မဖြစ်ပါဘူးဖျားမပြန်ရင်ဖုန်းကြီးတင့်ကိုဖျားနှုတ်ကပတ်တော်နဲ့ချုပ်ပြီးနေရာကိုပြန်ပို့ရလိမ့်မယ်နော်မမလောက်ပါနဲ့ဖျားမလောက်စီချင်ပြန်မလားသူတို့ခေါ်လာခဲ့တဲ့နေရာကိုပြန်ပို့ပေးပါဖျားအောင်ပါတင်တို့လို့တွားချင်ရတော့လာချင်ရလာနေတဲ့တစ်စီတကောများနေရာထိုင်ရအရောက်ကားနဲ့ပြန်လိုက်ပို့ပေးရမယ်ဟုတ်လား မဟုတ်ပါဘူးဖေဟာရီတာရှိမြို့အလွန်ထိပို့ပရင် ပြန်မမယ်ဖေဟာရီတာရှိကဘိုးဘိုးကြီးကိုကြောက်လို့ပါဖေဟာဒါတော့ကြောက်တတ်တာပဲရန်ကုန်ရောက်ရင်စုလီဘိုးဘိုးကြီးတို့ဘိုးတော်ဘိုးဘိုးကြီးတို့ချက်ခေဆန်ဘိုးဘိုးကြီးတို့လည်းတော့အဲ့လိုက်ရင်ကျွန်တော်မောက်ကွန်ဖြစ်အောင်မလားအခုဖုန်ကြီးမြစ်တရက်ခက်တဲ့အတိုင်းနေရက်ကိုပြန်ပါဒီတငယ်တွေကရီတာရှိမြို့အလွန်ထိပို့ပေးလိုက်ကားပေါ်ကပါသွားရင်ပူကက်တာတွေအပုတ်နဲ့ပြေးရလောက်အောင်မလား မမလုပ်တော့ပါဘူးဖေ။အေးအေးအေးကဲတငယ်လေးကိုလည်းအချိန်ရှိသေးတာပဲ။ကိုကအမားလုပ်ခဲ့တာဆိုတော့ရေသားချင်မြို့အထိပို့ပေးလိုက်။ပြီးရင်ကောက်ကိုတကားဖွင့်ပြီးဆင်းခိုင်းလိုက်။ဘုံကြီးတကားလေးတကားမလေးတို့ကိုပရိတ်ကြီးနဲ့ပထန်းကြီးတစ်ခွက်စီတိုက်လိုက်မယ်။ဒီတကားမလေးကိုပူးကရာခွာပြီးကားပေါ်မှာတင်နေလို့ရအောင်ဘုံကြီးစီစဉ်ပေးလိုက်မယ်။တကားလေးချောင်းအောင်ဆင်းပြီးဘရောက်ခဲတရောင်လောက်ကိုချိုးလာခဲ့ ကံမြင့်ကကျောင်းအောင်စင်ပြီးပရောက်ကလေးတစ်ခါချိုးလာခဲ့တယ်။ဆရာတော်အားဆက်ကပ်လိုက်တယ်။တခါလေးပဲခိုင်ထားလိုက်။ကဲကလေးမမပုတ်ကလာတဲ့ဝိညာဉ်တည်းရဲ့မဒီပရောက်ခက်မှာတင်ခုနာပြီးဘဒုကောမှာအနောက်ရှက်မှာပြီးပဲလိုက်သွား။ဆရာတော်ကစကားဆုံးတာနဲ့ပရောက်ခက်လုခါသွားတော့ကို အားလုံးမြင်လိုက်ရတယ်။ဆရာတော်စွန့်ပေးလိုက်တော့ရေတံပလင်းကိုအားလုံးမျှတော့လိုက်ကြတယ်။အခုတောက်တာကပရိတ်ကြီးရော့ ဒီပလင်းကတကြံတော့ကပထမ်းပူဇော်ထားတဲ့ပထမ်းရေပဲဒီပလင်းကိုကားပေါ်ဆောင်းသွားတေးမောက်ဆင်ခန့်ပြီးရတယ်ကားထဲမှာနည်းနည်းတော့တောက်ပြီးဖြန့်ထားလိုက်တေးမဖေဟောင်းကြီးကိုရှစ်ခေါ်ပြီးအောင်ဝင်းနဲ့လှလာတို့ကဝတ္ထုငွေစက်ကက်လူတိုင်းပြီးကျောင်းပေါ်မှာဆင်းလာခဲ့ကြတယ်အောင်ဝင်းဘေးတစ်ဖက်ရှိလွတ်နေတော့ခုံပေါ်မှာဗရောက်ခက်ကိုတင်ပြီးနောက်ကျောင်းလက်ကပြန်မောင်းခဲ့ကြတယ်ဒေတာရှိမြို့ကိုထွက်ပြေးရတယ်ကားကိုရက်ကဗရောက်ခက်ကိုလမ်းဘေးမှာချလိုက်တယ်ကဲ ကိုယ့်နေရာကိုပြန်ပြီတော့ထိုကဲ့သို့ပြောဆိုပြီးရနဲ့ကောင်းမြန်လေးကရန်ကုန်တို့ပြန်လာခဲ့ကြတယ်။နောက်ဆိုပါဇက်တရံဟော့လာကံမြင့်နမီယာကံမြင့်ကံကောင်းလို့မင်းတရေမရောက်ကြမှာဖြစ်တာ။တော်ချာဆမ်းပါကွာကြောက်ရတဲ့အထက်တရေမကမပြန်မပြန်လိုက်လာမှာဟုတ်ပြီဖြစ်နေအောင်မယ်။เสียတော့ပြေးလိုက်တဲ့ပဋ္ဌာန်းကြီးလည်းပတ်ပြန်ထားပြီပါကွာဘယ်တည်းမှမပါတော့ပါဘူးသူတို့လည်းအပူပင်ကင်းသွားပြီမို့ ်ဂီတာတီးလိုက်တချင်းဆူလိုက်နဲ့ရန်ကုန်တို့ညမောင်မောင်ရောက်လာကြတော့တယ်